ွင့်ကြီးရှင်မင်္ဂလာပါရှင်အရင်ဆုံးအနေနဲ့သိချင်တာကတော့အခုတွားရောက်ခဲ့တဲ့ Russia Federation နိုင်ငံနဲ့ Belarus သမရနိုင်ငံတို့ကိုတွားရောက်ခဲ့တဲ့ချစ်ချီရေးခီးစဉ်မှာရရှိခဲ့တဲ့အတွေ့အကြုံတွေဝင်ကြီးရဲ့အမြင်တွေနဲ့ဘလို့ရလက်ကောင်တွေထွက်ပေါ်ခဲ့လဲဆိုတာကိုအရင်ဆုံးအနေနဲ့သိပါရစေကျွန်တော်တို့သိပ္ပံနဲ့နေပညာဝင်ကြီးဌာနဆိုတာကတော့ဟိုအဓိကအားဖြင့်လူသားရေးမြင့်ဖွံ့ဖြိုးတိုးတက်ရေးသိပ္ပံနဲ့နေပညာဖွံ့ဖြိုးတိုးတက်ရေးနိုင်ငံအတွက်ဓာတ်တွေ တတော်တနေရာတာဝန်ယူနေရတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ Russia Federation နိုင်ငံဆိုတာလည်းသိပ္ပံနဲ့ဤပညာဆိုင်ရာမှာတကယ့်ကမ္ဘာအထိပ်သန်းနိုင်ငံပေါ့နော်။ဒီလူသားချင်းပြည်ဖို့မျိုးတိုးတက်ရေးအတွက်တက္ကသိုလ်တွေကလည်းတကယ့်စစ်မြင့်တဲ့တက္ကသိုလ်တွေပါ။ဒါကြောင့်မို့လို့ကျွန်တော်တို့နိုင်ငံအတွက်တော့ဒီသိပ္ပံဤပညာဖို့မျိုးတိုးတက်ရေးရောလူသားချင်းပြည်ဖို့မျိုးတိုးတက်ရေးရောတန်ဖိုးမပြတ်နိုင်တဲ့အတွေ့အကြုံတွေရရှိခဲ့တယ်လို့ပြောလို့ပါတယ်။ ဟုတ်ကဲ့ပါရှင်။နိုင်ငံဘူပေါင်းဆောင်ရွက်မှုရဲ့ရှေးဆက်အလားလာအခြေအနေတွေအထူးသဖြင့်တော့ဒီသိပ္ပံနဲ့နေပညာဖွံ့ဖြိုးတိုးတက်မှုကဏ္ဍရဲ့ရှေးဆက်အလားလာဘူပေါင်းဆောင်ရွက်နိုင်မှုအခြေအနေတွေကရောဘယ်လိုတွေရှိလာနိုင်မလဲရှင်။အဲပထမတစ်ချက်အနေနဲ့ကတော့ခုနပြောသလိုလူသားရင်းမြစ်ဖွံ့ဖြိုးရေးပေါ့။ဘယ်နေရာမဆိုအခြေခံကြဆုံးကလူသားရင်းမြစ်ပဲလေ။ဒီလူသားရင်းမြစ်ကိုတကယ်ကိုလက်တွေ့ကြကြဖွံ့ဖြိုးတိုးတက်အောင်ကောင်းတဲ့ပုံပြနိုင်မှုအတွက်နားလည်မှုတွေ ဒီအပြန်အလှန်လက်မှတ်ရေးထိုးနိုင်ခဲ့တာတွေရှိပါတယ်ဒါတွေကကျွန်တော်တို့နိုင်ငံအတွက်အားပါပဲတစ်ချိန်မှာကျွန်တော်တို့နိုင်ငံတိုးတက်ဖို့မျိုးမှုဖြစ်စေဖို့အတွက်အခြေခံအုတ်မြစ်တေးလို့ကျွန်တော်တို့ယုံကြည်ပါတယ်ဒါအပြင်ရုရှားနိုင်ငံဆိုတာကတကယ်နည်းပညာပိုင်းဆိုင်ရာမှာလည်းထိပ်တန်းနိုင်ငံမှာအနုမြူစွိုင်းဆိုရင်လည်းတကယ်ထိပ်တန်းနိုင်ငံမှာပဲနုမြူစွိုင်းဆိုတာကလည်းတကယ်တော့ငြိမ်းချမ်းတဲ့ level မှာနေရာကန္တအစုံလင်မှာအသုံးချလို့ရပါတယ်အသုံးချလို့ရတယ် ဒါတွေကကျွန်တော်တို့အတွက်အကျိုးကျေးဇူးတွေဖြစ်လာမှာပါဒါအပြင်အာကာသမှာလည်းဒါရုရှားနိုင်ငံဆိုတာတကယ်ထိတ်တန့်ရောက်နေတဲ့နိုင်ငံပါပထမဆုံးဂျိုဒူးလွတ်တင်နိုင်ခဲ့တယ်ပထမဆုံးလူသားအာကာသရဲ့တဲကိုပေးပို့နိုင်ခဲ့တယ်ဒီလိုနိုင်ငံစီကနေကျွန်တော်တို့အတွေ့အကြုံတွေမျှဝေခွင့်ရတယ်ပညာလေးလာခွင့်ရတယ်ဆိုတာကျွန်တော်တို့နိုင်ငံအတွက်အပူပြတ်နိုင်တဲ့တွေ့ကြုံနေပါပဲလို့ကျွန်တော်အနေနဲ့ပြောလိုပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါရှင်ဒီခရီးစဉ်နဲ့ပတ်သက်ပြီးဝင်ကြီးနေနဲ့ဖြည့်ဆော့ပြီးပြောကြားချင်တာများရှင်လဲပြောကြားပေးစီလို့ပါတယ်မြန်မာပြည်သူတွေအတွက်လည်းစကားလက်ဆောင်လေးပါပေးပါအောင်ရှင်။ဟောနိုင်ငံကျွန်တော်တို့နိုင်ငံကွန်မြူတိုတက်ဖို့အတွက်လည်းဒါဥတ္တချက်သေးတဲ့ဘွင့်ဖြစ်လာလိမ့်မယ်လို့ကျွန်တော်အနေနဲ့လေးလေးသင့်သင့်ကိုယုံကြည်ပါတယ်လို့ပြောလိုပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်။အခုလိုမျိုးမြင်မြင်ဝင်ရတဲ့အတွက်လည်းကျေးဇူးတူဝဲတင်ရှိပါတယ်။ဟုတ်ကဲ့ပါကျွန်တော်လည်းကျေးဇူးတင်ပါခင်ဗျာ။